ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာမင်္ဂလာပါဗျာ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့ဒီနေ့ကတော့ဒါ Super Sunday ပွဲစဉ်တွေသုံးသပ်ပြီးမှဖြစ်ပါတယ်အဲ့တော့ပွဲကတော့အရန်နေပါတယ်ဆိုတော့ဒီနေ့ဒါကျွန်တော်နှစ်ဆတပွဲခြာပြီးမယ်ယူယူပွဲတပွဲရှိမယ်ပြီးရင်၄သင်းမောင်းတမောင်းရှိမယ်ပေါ့ဒီနေ့ အဲပွဲနေ့တွေအတွက်ကျွန်တော် live ကိုတော့ဒီ live ထဲမှာတခုပဲဒီနေ့လွှင့်မှာဖြစ်ပါတယ်เนาะဒီ live ထဲမှာကျွန်တော်အကုန်လုံးပွဲအားလုံးနေပါပြောပြမိမယ်ဒါပေမဲ့ရှောင်းနေပွဲလေးတွေတော့ကျွန်တော်ခြံခဲ့မယ်ပေါ့เนาะအဲ့တော့အဲဒီနေ့ကတော့ live တခုပဲရှိပါမယ်မင်္ဂလာပါညီကိုတွေဆိုတော့အသေးလေးလက်မလေးเนาะတယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတွေကျေးဇူးများကြီးတင်ပါတယ်ဗျာเนาะကဲဆိုတော့ဒါလေးကတော့မနေ့က record လေးဖြစ်ပါတယ်เนาะအဲ့တော့အဆင်ပြေကြမယ်တင်ပါတယ်ကျွန်တော် Telegram မှာလည်းကျွန်တော်ဒါဒီ international odds တွေเนาะထိုးကွက်အကောင့်လေးတွေ ကျွန်တော်တင်ထားပေးထားပါတယ်เนาะကျွန်တော်ရဲ့ Gobi official Telegram လေးကိုလည်း join ထားပေးလို့ရပါတယ်ဗျာเนาะကဲအဲ့ဒါဆိုတော့ခဏနေတော့ကျွန်တော်တို့စကြမယ်ဗျာเนาะမင်္ဂလာပါညီကိုတို့ကြီးเนาะဒီနေ့ကတော့မန်ယူပွဲမရှိသေးဘူးညီကိုကြီးเนาะဒီနေ့ကနှစ်ပွဲတည်းရှိပါတယ် Premier League လက်ချန်ပွဲ Brighton နဲ့ West Ham ပွဲရှိမယ်ကျွန်တော်တို့အဲနောက်တစ်ပွဲကကျွန်တော်ဒါ Fulham နဲ့ Crystal Palace ပေါ့လीเนาะနှစ်ပွဲပဲရှိပါမယ်အဲ့တော့မနေ့ဖြန်မနေ့ဖြန်မှထင်တယ်เนาะမန်ယူပွဲက ဟုတ်တယ်เนาะမနေ့ပြန်ညမှာကျွန်တော်တို့ဒါ Wolverhampton အိမ်ခွင်းမှာ United နဲ့တွေ့မှာပေါ့လေဆိုတော့ Wolverhampton ဟာလည်းအမှန်တိုင်းပြောရင်အဲသူသူ့အနေနဲ့ဒီ14ပွဲကစားပြီးချိန်မှာเนาะ Premier League မှာနိုင်ပွဲလုံးဝမရှိသေးသေးဘူး12ပွဲရှုံးတယ်2ပွဲသေဆိုတော့ဒီလိုမျိုးအသင်းကိုဒါ United ရှုံးမယ်ဆိုရင်တော့တော်တော်လေးအဆင်မပြေဘူးပေါ့ဒါပေမဲ့ Wolverhampton လည်းအောင်ချိန်တော့ ရောက်လောက်ပြီပေါ့နော်၁၄ပွဲဟို round 15မှာတော့9ပွဲစရရသိမ့်ပြီလို့ယူဆတဲ့အနေအထားလေးလည်းတွေ့ရပါတယ်เนาะကျွန်တော်ခြေတော့မကြည့်ရသေးပါဘူးဆိုတော့အိုက်ပွဲလေးတော်တော်လေးမိုက်မယ်ပွဲလို့ယူဆပါတယ်ပြီးရင်တော့ကျွန်တော်ဂျာရက်မှာဒါ championship အဲဟို champion league ပွဲတွေပြန်လာတော့မှဖြစ်ပါတယ်เนาะအဲ့တော့ champion league မှာတို့ဒီဒီဘက်က show လိုက်အောင်ပဲဗျာเนาะ champion league မှာကျွန်တော်တို့ inter နဲ့ liverpool တွေ့မှာเนาะ inter နဲ့ liverpool တွေ့မယ် bayern နဲ့ sporting lisbon barcelona နဲ့ frankfurt ဗျာเนาะ psv tico ဆိုတော့မဆိုเนาะအာကြီးကအာကြီးကဘရူဂျန်နဲ့တွေ့ပါเนาะမနေ့ကအာကြီးကတော့2-1နဲ့လစ်သွားတယ်ပေါ့လीเนาะရီယယ်မက်ဒရစ်နဲ့မန်စီးတီးတော်တော်မိုက်မယ်ဗျာเนาะရီယယ်မက်ဒရစ်အိမ်ခွင်းကိုကျွန်တော်တို့မန်စီးတီးဘယ်လိုလာမလဲကျွန်တော်တို့အိုက်ပွဲလေးတော်တော်လေးစောင့်ကြည့်ရမှာဖြစ်ပါတယ်ဘေးလီဗာကူဆန်နဲ့နယူကာစီတော့အဲ့တော့ဒီတစ်ပတ်ပွဲတွေလည်းမိုက်ပါတယ်ဗျာเนาะဘာစီလိုနာနဲ့ဖရန့်ဖတ်ပါကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့စူပါဆန်နေရဲ့ပွဲချိုးသုံးသက်ချက်လေးကျွန်တော်စလိုက်ကြရအောင်ညီကိုရီเนาะ တော့ဒါအသေးလေးဓမ္မလေးထုံးစံတိုင်းလေးတော်ဆက်လောက်ပြီးတော့နှစ်ပြေးကြအောင်ညီကိုရေဆိုတော့ဒီနေ့ live လေးကတော့ဒီတကူပဲရှိပါမယ်ဆိုတော့ let's go ပါအဲ့တော့ဒါ wine spot မှာဆောင်ခြင်းနဲ့ညီကိုရေအနေနဲ့ကလည်းကိုဗီရဲ့ promo code ဖြစ်တဲ့ GB777 အောင်သုံးပြီးတော့လေ100% bonus တွေရယူနေပါတယ်အသေးသေးသိချင်လို့ပါက wine spot မြန်မာ facebook page နဲ့သူတို့ application တို့မို့ website link ရဲ့ customer service call လို့နှိပ်ပြီးတော့လေ24နိုင်တည်လို့ရတယ်မင်းမြန်လို့ရပါတယ်ပြီးတော့ဒါ wine spot က season ထားတဲ့ဒါ free bet ဒါ promo code เนาะဒီ giveaway အစီအစဉ်လေးလည်းရှိပါတယ်เนาะအားလေးလည်းကျွန်တော် Telegram မှာတင်ထားပေးထားပါတယ်ဆိုတော့မသိရင်တော့သွားကြည့်လို့ရပါတယ်ဗျကဲဆိုတော့ကျွန်တော်တို့ let's go ပေါ့เนาะ အဲ့တော့ကျွန်တော်ဒီမှာပေါ့နော်ဒါလေးကတော့ဒီဒီဒီဟို wise ကစီစဉ်ပေးထားတဲ့ဒီဒီဇမ5ရက်နေကနေဒီဇမ6ရက်နေအထိလုပ်ပေးထားတဲ့ lucky draw အစီအစဉ်လေးဖြစ်ပါတယ်ကဲဒါဆိုတော့ကျွန်တော်တို့စလိုက်ကြရအောင်ညီကိုရေနော်အဲ့တော့ let's go ပါကျွန်တော်ပရမောင်းဆုံးအနေနဲ့ဒါ premier league မှာ brighton ပွဲကနေကျွန်တော်စပြီးတော့ပြောပြီးမှာဖြစ်ပါတယ်အဲ့တော့ brighton အနေနဲ့ကအဲလောလောဆယ်ကအိမ်ခွင်းမှာတလုံး20ပေါင်းအထိပေးထားတဲ့၃လုံးကိုဒါတည်နေဖွင့်ဖွင့်လှစ်ထားတာဖြစ်ပါတယ်အဲ့တော့ တလုံးတည်းသုံးလုံးဝင်တေသုံးလုံးတည်းဝင်ယူဖြစ်ပြီဆိုကြတဲ့ကဒါဇွန်ဘော်တွေကစပြီးစဉ်းစားမယ်အနေထားမှာရှိပါတယ် Brighton body အဆင်ပြေမလားကိုဘော်အဆင်ပြေမလားအဲ့တော့ဒီမှာပြောစရာရှိတာ Brighton မှာအဓိကကစားသမားအများစုဒဏ်ရာရနေတယ်ပေါ့နော်ဒါကလည်းတိုက်စစ်ပိုင်းအတွက်အဲတပတ်တလန်းကနေအထောက်အပံ့ပြုနေတဲ့ကစားသမားတွေဖြစ်တယ်ဒါတောင်မှတလုံး20ပေါင်တလုံးတည်းဝင်ယူဖွင့်ထားတယ်ဆိုတော့ body ကတော့အောက်ထက်တောင်မှဒါနှလုံးအထိနော်ရောက်နိုင်တယ်နော်တလုံးကြော်နိုင်တယ်ဆိုတဲ့အသေးပဲ ဖြစ်ပါတယ်ဘော်ဒီဝင်ရောရဆိုတော့ဒါကမှဂိုးပေါင်းချင်း၃လုံးတည်ပေးထားတဲ့အတွက်လေပိုပြီးခိုင်မာသွားတယ် Brighton အနေနဲ့တစ်လုံးကြော်ပြီးသွင်းမယ်ဗျာပြောချင်တာကနှလုံးအထိရောက်နိုင်တယ် Brighton ဘက်ကကြီးပဲအဲဒီလိုမျိုးအနေထားအရစဉ်းစားလို့ရတယ်လို့ဒါပေမဲ့၃လုံးတည်၃လုံးတည်ဝင်ရောမှာ၃လုံး၃လုံးတည်ဖြစ်တဲ့အတွက်ဝမ်ဆန်းအနေနဲ့လည်းကိုးရနိုင်လာပြီဆိုတဲ့အချက်လေးတွတ်တွေ့ပါတယ်အဲ့တော့ဒီနှစ်သင်းကကျွန်တော်တို့ပြီးခဲ့တဲ့ရာသီထိုက်တိုးဆူမှုမှာ Brighton အိမ်ဝင်မှာကျွန်တော်တို့တစ်လုံး90ပေါင်ပေးတယ်3-2နဲ့ကျွန်တော်ပွဲပြီးထားတာတွေ့ရတယ်အဲ့တော့မနစ်ကထက်တောင်မှအခု ဒီနေ့မှလည်းပဲ50ပူပြင်းနေတဲ့အနေထားဖြစ်တယ်နောက်တစ်ချက်ကဒီနေ့သင်ရဲ့ဒီဟတ်တူဟတ်ကိုကျွန်တော်ပြန်ကြည့်ရရင်လေသမိုင်းတစ်လျှောက်နော်2005ကနေဒီ2025အထိတစ်လျှောက်မှာအပြင်းဆုံးကြီးတလုံး50ရှုံတစ်ကြိမ်ပဲပေးဘူးတယ်2023ရှစ်လပိုင်းမှာကျန်တာကဒုတိယအပြင်းဆုံး2ကြိမ်ပေးတယ်တလုံး50ပေါင်း2ကြိမ်2023 3လပိုင်းမှာ 4C နဲ့အောင်တယ်ပြီးခဲ့တဲ့ရာသီမှာတလုံး50ပေါင်း32နဲ့အောင်တယ်ဒါဟာအပြင်းဆုံးပါပဲအဲ့ဒီရှိတွေမှာ2022ရှေ့ပိုင်းတော့မှာဒဲကြီးပေးတယ်လေဗယ်50ရှုံပေးတယ်ဝက်ဆန်ဘက်ကနေတော့ပြန်ပေးခဲ့တာ၄ရှိခဲ့ပါတယ် တော့နောက်ဆုံး၅နှစ်ပဲပြန်ကြည့်ရမယ်ဆိုတော့၃နှစ်ကြီးအောင်ထားတယ်နိုင်ထားတယ်နှစ်ကြိမ်ဒါတီးတပွဲနဲ့ဒါရှုံပွဲတစ်ပွဲကြုံတွေ့ထားရတယ်ဒါ Brighton ရဲ့ head to head အနေထားပါအဲ့တော့ Brighton ကလောလောဆယ်မှာပြဿနာကခံစစ်ပေါ့နော်အဲ့တော့လက်ရှိအနေထားအရာကဒီကွင်းလေ defensive midfield နဲ့အနေငယ်အားနည်းနေတယ်လို့ center back တွေဒီ full back တွေအနေနဲ့လည်းအဆင်မပြေတဲ့အနေထားတွေ့ရတယ်ပြီးခဲ့တဲ့ပွဲမှာတော့ Aston Villa အသင်းကိုဒါ3-4နဲ့ရှုံးခဲ့တာဟာအဲ့ Brighton တိုက်စစ်ပိုင်းကောင်းတာမြင်လာတယ်ဒါပေမဲ့ခန်းစစ်ကတော့တိုးရိုးပေါင်းပေါင်းနေတယ်အဲ့တော့လက်ရှိတစ်ဖက်က West Ham အနေနဲ့ဘာလို့မှာလဲပေါ့အဲ့တော့ West Ham အနေနဲ့ပြီးခဲ့တဲ့ပွဲမှာ United နဲ့ပွဲမှာ United အိုက်တုံးကလေတော်တော်အသုံးမချလို့သာသူတို့တည်ကြသွားတာဗျကစားပုံကလည်းအမှန်တိုင်းပြောရင်တော့ကွာပါတယ်နော်ဟိုအဆင်ပြေတယ် United လက်ရှိကဒါပေမဲ့အဲ့ကြက်ပြစ်တဲ့အလုံးတွေပေါ့နော်ဘူမိုမဝင်တာတွေအဲ့ Bruno Fernandes လည်းဘာတွေလုပ်နေမှမသိဘူးနော်ဂိုးဂိုးပေါက်နဲ့လည်းတော်တော်လေးအဆင်မပြေပါဘူးနော်ဖယ်ရှောက်ကန်လို့ကန်မှမသိဘူးပေါ့အဲ့တော့တစ်ဖက်ကအသင်းက ဝါဆန်ကဒီဟာဒီအမှန်တိုင်းပြောရရင်တော်တော်လေးစုပ်ပြတ်ပါတယ်နော် chance created လည်းမရှိဘူး creativity ရှိတဲ့ကစားသမားလည်းလက်ရှိမှာမရှိတဲ့အနေထားဖြစ်နေပါတယ်ကစားပုံလည်းမရှိဘူးဝါဆန်အဲ့ဒါဒီလိုမျိုးအသင်းအော်တော်တည်ကြောင်းကန်တယ်ဆိုတော့တော်တော် United အဆင်မပြေဘူးပေါ့เนาะပြောချင်တာကဝါဆန်ကောင်းလို့မဟုတ်ဘူး United ညံ့လို့เนาะသူတို့ဒီဒီဒီဒေါ်ဂူလာမသိဘူးเนาะပရမောက်ဆုံးလူလူစားလဲတာเนาะဥကားလေးဝင်လာတယ်တော့ဝမ်းစီနဲ့ဟိုဟို Immorey အနေနဲ့လဲဟုတ်လာပြီးတင်ပြီးသူတို့ defensive เนาะဟိုခံစစ်ပိုင်း အသားပေးပြီးပြန်ဆော့တဲ့အနေထားမှာမထင်မှတ်ဘဲနဲ့သူတို့1 1 1ပေးလိုက်ရတယ်ပေါ့တော့2စီးရောက်အောင်ဟို United ဟိုကစားသမားတွေကလည်းမကန်တဲ့အနေထားလည်းမြင်ရတယ်ပေါ့အဓိကနိုင်လိုစိတ်မရှိဘူးလို့ကျွန်တော်အဲတုန်းကခန်းစားလိုက်ရတယ်အဲ့တော့ Wilson ကစားပုံအဲ့လောက်ကြီးကြီးကြီးမားမားကောင်းတာမျိုးမဟုတ်ဘူးကောင်းတာတော့ကောင်းပါတယ်အဲ့တော့ Wilson တို့ဘာလို့ကကိုးရနိုင်တဲ့ chance တွေရှိတယ်အဲ့တော့အဓိကအချက်က Wilson မှာလည်းဒီရသည့်အဝေးဝင်းတောက်လျှောက်ကကိုးပေးရတယ်နော်၅ပွဲဆက်ကိုးပေးထားရတယ် အဲ့ဘာငါနောက်ဆုံး၅ဘွဲမှာ၄ဘွဲက၉သွင်းထားတယ်ဘိုလင်းနုစ်ကို၄ဘွဲဖြစ်ထားတယ်ပေါ့ဗျာအဲ့တော့ဒီထဲမှာခန်းစပိုင်းအရန်ကောင်းတဲ့အသင်းတွေကိုပဲသူတို့၉အောက်တာတွေ့ရတယ်နော်အာဆင်နယ်အိမ်ကမှ2-0၉အောက်တယ်အေဗာနန်လိုအိမ်ဝင်နော်မာရီအသင်းအိမ်ဝင်မှာ1-1၉အောက်တယ်ယူနိုက်တက်ကတော့ထားလိုက်တယ်မနော်1-1၉အောက်တယ်ဒါပဲရှိတယ်ဂျန်နယ်ဘွဲအားလုံးဟာ over 2.5ဖြစ်ထားတာတွေ့ရတယ်အဲ့တော့တပခအသင်းကခန်းစပိုင်းအသာပေးပြီးကန်တဲ့အသင်းမဟုတ်ဘူးဒီရာသီအိမ်ဝင် Brighton နေနဲ့အဝေးဒီရာသီအိမ်ဝင်မှာ ်ခုနှစ်ပွဲမှာ15ခုထိသွင်းလာတယ်10ခုပေးရတယ်နော်လက်ရှိဖောင်းရှိပါတယ်တပတ်ကဝက်ဆန်ကတော့ဒီရာသီဝေးဝင်းခုနှစ်ပွဲမှာဒါတပွဲပဲနိုင်တယ်3ပွဲရှုံးတယ်10ခုသွင်းတယ်ဒါ17ခုပေးရတယ်ရလက်လီတွေ့ရပါတယ်အဲ့တော့ဒီလိုမျိုးထင်းသိမ်းထိတ်တိုက်တွေ့ဆုံမှုမှာ၃လုံးတည်လုံးတည်ဆိုကြတဲ့ကကျွန်တော်တို့ဟိုဝက်ဆန်နေနဲ့9ရနိုင်မယ့်အနေထားမှာ2-1တပေါက်လေး AC ဖြစ်မယ်လို့ယူဆပါရတယ်2-2ဖြစ်နိုင်တယ်ဆိုတော့3-1လည်းဖြစ်နိုင်တယ်လို့နော်3-0လည်းဖြစ်နိုင်တယ်ဆိုတော့ဒီလိုမျိုးအနေထားမှာနှစ်သိန်းပေါင်း3လုံးထိတော့ရောက်မယ်လို့ယူဆတာကြောင့်ကျွန်တော်ဒီပွဲလေးတော့ 6ဘောလေးပဲကြိုက်ပါတယ် Brighton 6ဘောဖြစ်ပါတယ်နောက်တစ်ပွဲက Fulham နဲ့ရော Crystal Palace မှာဒီ Fulham ဘက်ကအင်ဝင်ကနေ20 level 20ပပလေးပေးထားတယ်နှလုံး100ရှုံးနော်နှလုံး80ရှုံးနဲ့ပြန်ကထားတယ်ပေါ့တော့ဒီလိုမျိုးအနေထားမှာဒေကြီးမှာနှလုံး100ရှုံးဆိုကြဲကနှစ်သိန်းစလုံးကတော့အဲ900နိုင်တဲ့အနေထားလေးတွတ်တွေ့ရတယ်ဒီနှစ်သိန်းရပေးခဲ့တဲ့ရာသီထိတဲ့တုစုမှုအရာလဲ Fulham အင်ဝင်မှာဒေကြီးပဲပေးခဲ့တာပါ Z3 နဲ့ Crystal Palace ကနိုင်ခဲ့ပါတယ်အဲ့ဒီရှိတစ်နှစ်လဲနောက်25နှစ်လပိုင်းမှာ เนาะ level 100ရှုံး fuan ကဘက်ကပေးတယ် z2 နဲ့ပွဲပြီးတယ်အဲ့တော့တမိုင်းတစ်လျှောက် fuan အိမ်ဝင်းမှာ2005ခုနှစ်ကစလို့လက်ရှိအချိန်ထိခြေပွင့်ခဲ့တဲ့တစ်လျှောက် crystal palace အဝေးဝန်းကဖွင့်ဖွင့် fuan ဘက်ကပဲဖွင့်ဖွင့်တကြိမ်မဲအောင်ဘူးလေဒါတော်တော်လေးထူးခြားတဲ့အချက်ပေါ့နော်တောက်လျှောက်ကြီးကြတာဖြစ်ပါတယ်ဖူဟန်မီရအဲ့တော့လက်ရှိအနေအထားအရ level 20ဆိုတဲ့အနေအထားဟာဖူဟန်အရန်ကြီးတော့အဆင်ပြေနိုင်မဲ့အနေအထားမှာမရှိနေဘူးဒါပေမဲ့တဖက် Crystal Palace ကိုပြန်ကြည့်ရရင်လည်းသူတို့ပွဲအနှံ့ငယ်ပန်းတာမြင်ရတယ်ဆိုတော့လက်ရှိဒီ Europa Conference League မှာတော့အခြေအနေကောင်းနေပေါ့နော်ဒါပေမဲ့လည်း ဒီလက်ရှိတောက်လျှောက်3 3 3ပွဲအဲ3ရက်တပွဲကန်တဲ့အနေထားမျိုးမှာပြီးခဲ့တဲ့ပွဲမှာလည်းဘန်လင်နဲ့ပွဲမှာတော်တော်လေးယုံခံရတယ်နော်ဘန်လင်လိုအသင်းကို Z1 နဲ့မနေရအောင်ကန်လိုက်ရတဲ့အနေထားပေါ့နော်တော့နိုင်တာတော့နိုင်ခဲ့ပါတယ်အဲ့တော့ဒီလိုမျိုးအနေထားမှာ DRD F1 အသင်းအိမ်ဝင်းမှာတိတ်တော့မလွယ်တော့ဘူးဗျဘာလို့ဆိုတော့ Crystal Palace မှာ Ismailia စားမပါတဲ့အနေထားမှာဒီ Ankidia နဲ့အဲ့လိုတိုက်စစ်ကအလုံးမဖြစ်နေဘူးပေါ့နော်ဆိုတော့ရကောင်းရလိမ့်မယ်တလုံးမကြော်နိုင်တဲ့အနေထားလို့တော့ယူဆတယ်ဆိုတော့ Fulham ကိုကြည့်ရမှာကအခု ဖူဟန်ကဟိုတိုက်ဆက်ဖွင့်ဆော့တဲ့အနေထားတော့ဖြစ်နေတယ်ဗျာနော်ဖူဟန်က တော်တော်စပါးနဲ့ပွဲမှာ1-2နဲ့နိုင်တယ်မန်စီးတီးကို5-1နဲ့ရုံးရာကနေ 4-1အထိလိုက်ကစားတယ်ဆိုတော့ဖူဟန်တိုက်ဆက်ကတော့တော်တော်လေးကြောက်စရာကောင်းတဲ့နေရာမှာပါလာပြီပေါ့နော်နောက်ဒီဆန်ဒါလန်အသင်းကို1-0နဲ့နိုင်လာတယ်ဒါပေမဲ့ကြေးချင်းရှင်ကြည့်ရမယ်ဆိုရင်လက်ရှိဒီမှာပရီးမီးယားလိမှာပေးခဲ့တဲ့အနေထားမှာလီယာစီရှုံးတာအသင်းကြီး2သင်းပဲရှုံးလာသေးတယ်အာဆင်နယ်ကို0-1နဲ့ရှုံးတယ်မန်စီးတီးကို4-5ဆိုတော့ကျန်တဲ့အလဲလဲအသင်းတွေနဲ့အောက်ပိုင်းအသင်းတွေကိုတော့ခံကစားတာတွေ့ရတယ်နော် United ကို1-1နဲ့တည်ကြတယ်လီးစ်ကို1-0နိုင်တယ် Brentford ကို3-1 ဝူဟမ်တန်ကို3-0နဲ့ဆန်နလန်ကို1-0ဆိုတော့ဒီလိုမျိုးအနေထားမှာဒီ Crystal Palace အနေနဲ့လည်းဖူဝမ်အင်ကွင်းကတိတ်တော့မလွယ်တော့ဘူးဗျเนาะအဲ့တော့လက်ရှိ Crystal Palace ကိုပြန်ကြည့်ရရင် Burnley ပွဲမှာ0-1ရှေ့မှာဝူဟမ်တန်အသင်းကိုတော့2-0နဲ့နိုင်ထားတယ်အဲ့တော့ဒီလိုမျိုးအနေထားမျိုးဖြစ်တာကြောင့်ဒီပွဲကကျောင်းထောင်ကိုးနဲ့တည်နေပဲအဆုံးတက်မယ်လို့တော့ယူဆတယ်ကိုပေါင်းကြီးကနှလုံး80ရှုံးရအဲအနေငယ်လေး Bolton Lions ကိုဖြစ်နိုင်တယ်ဆိုပေမဲ့ အနည်းလေးတော့ risk များတယ်ပေါ့လေဆိုတော့ကြိုက်တာကတော့ကျွန်တော်ဒီပွဲလေးတော့ဂိုးအောက်လေးပါပါလေးပဲကြိုက်ပါတယ်နော် Brighton ပွဲပူကြိုက်တယ်ကျွန်တော်ဒီပွဲကတော့ဖြစ်နိုင်တော့ရှောင်စီခြင်းပါတယ်โอเคပါဆိုတော့ Crystal Palace ကိုပါပါလေးပဲကြိုက်ပါတယ်ဒါဆိုတော့ Premier League နှစ်ပွဲပြီးပါပြီအဲ့တော့ကျွန်တော် Serie A ကျွန်တော်ရှောင်ပါတယ်ကျွန်တော်ဆက်သွားမှာက La Liga ဖြစ်ပါတယ်အဲ့တော့ LG အိမ်ခွင့်မှာ level 80ပေးထားတယ်နှလုံး100ရှုံးပေးထားတယ်ဘော်ဒီဂျီလည်းပြင်းတယ်လို့ကိုပေါင်းဂျီလည်းပြင်းပါတယ် level 80ဝင်ရောမှာနှလုံးတရာကျုံဆိုတဲ့က LG လက်ကိုရနိုင်တယ်ဂျီရိုနာလည်းကိုရနိုင်တာဖြစ်ပါတယ်ဒီနေ့သင်းရဲ့နောက်ဆုံးထိတဲ့ဇွန်ပြီးခဲ့တဲ့ယာသည်2024 2023ယာသည်ပေါ့နော်အဲတော့ကနောက်ဆုံးပြီးခဲ့တဲ့ဒီဖလားပွဲလေးပါ2024တလပိုင်းမှာတွေ့ခဲ့တဲ့အနေထားမှာဂျီရိုနာဘက်ကအဝေးဝန်းကနေလည်းပဲ50ပေးပြီး Z2 နဲ့ဂျီရိုနာအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ LG အိမ်ခွန်းမှာနောက်ဆုံးပြီးခဲ့တာ2024 2016မှာပြီးခဲ့တာလေဗျ90ရှုံး11နဲ့ပွဲပြီးတယ်ဆိုတော့ LG အိမ်ကွင်းဟာလက်ရှိနောက်ဆုံးရရသည်ဆက်ဂျီရိုနာအဝေးကွင်းကပြီးတာဖြစ်တဲ့အတွက်အခုပြီးတဲ့ကြီးက LG ကြီးကျွန်တော်တို့ head to head ပြင်းတယ်လို့သတ်မှတ်မှာဖြစ်ပါတယ်။ဒါပေမဲ့ LG ကိုပြန်ကြည့်ရင်ရာသီအစပိုင်းမှာကောင်းပြီးတော့အခုနောက်ပိုင်းမှာနိုင်ပွဲတွေပျောက်လာတယ်။နော်နောက်ဆုံး၅ပွဲဆက်နိုင်ပွဲပျောက်ထားတယ်။အဲ့တော့ဒီတဲမှာတေးပွဲအများစုတော့ရှိတယ်။ခြေစွမ်းမကောင်းတာတော့မဟုတ်အိမ်ဝင်အရန်ကောင်းတယ်ဒီရာသီချက်ဒီ LG အနေနဲ့ကရှုံးပွဲလုံးဝမရှိထားရလောက်အောင် LG အိမ်ဝင်ကအရန်မှားတယ်ကောင်းတယ်။အဲ့တော့နောက်ဆုံးပွဲ Real Madrid လို့အသင်းကြီးကိုတူတူနဲ့တည်ခံထားတယ်။ဘီဘာကိုတည်ခံတယ်ဆိုစီတောက်တည်ခံတယ်ဆယ်ဒါဗီကိုနိုင်ထားတယ်ဘက်တစ်ကိုတည်ဆိုတော့အိမ်ဝင်က ရှုံးနိုင်စရာတော့တိတ်မရှိနိုင်ဘူး။ဒါပေမဲ့တရေပွဲလေးတွေအနေနဲ့တွေ့လာရတယ်ပေါ့နော်။ဆိုတော့ဒီယာသီတစ်ခုထူးခြားတာနောက်တစ်ခုထူးခြားတာ LG အင်ကွင်းမှာဒီယာသီကြီးမကြသေးဘူးယာ။အဲ့ဒီတစ်ချက်ကအနေငယ်လေးကြောက်စရာကောင်းတယ်နော်။အဲ့တော့လက်ရှိတန်းဆင်းဆောင်က Real OV တို့အသင်းကို LG လည်းပဲတရားရှုံး Baby 1C နဲ့နိုင်ခဲ့တာ။ Levan တို့ Level 50ရှုံး Baby 2C နဲ့နိုင်ခဲ့တာ။ Celta Vigo ကို DJ Baby 21နဲ့နိုင်ခဲ့တာ။ဆိုတော့အခုပြီးတဲ့ Level တရားရှုံးဝင်ဟိုကအဲနည်းနည်းလေးကြီးပြင်းတယ်။ကျင်းပြင်းမနေဘက်ကိုရောက်တယ်ပေါ့နော်။အဲ့တော့ Girona ကလောလောဆယ်မှာ ရာသီအစပိုင်းမှာစုတ်ပြတ်တက်နေတယ်ဒါပေမဲ့အခုနောက်ပိုင်းလေးအနှဲငယ်လေးမဆိုးဆိုတဲ့အနေထားလေးတော့ရောက်လာတယ်ပေါ့နော်သူလည်းတေပွဲတာဂတ်ထားပြီးသွားတဲ့အသင်းဖြစ်ပါတယ်နောက်ဆုံးပွဲချီးကျူးစရာကဒီ Real Madrid အသင်းကိုဝမ်းဝမ်းနဲ့ကန်တဲ့အချက်ပေါ့နော်ဆိုတော့ဟိုကောင်လေ Real Madrid ကိုဝမ်းဝမ်းနဲ့ဟိုတေကန်လာတဲ့အနေထားမှာလက်ရှိ Girona အနေထားအရာအရင်ကြီးတော့အဲ risk ယူရလောက်မဲ့အနေထားတော့မဟုတ်ဘူးဒါပေမဲ့အဝေးဝန်းညံ့တာတော့ Girona ဟာဒီရသည်အဝေးဝန်းညံ့တယ်အဓိကတိုက်စစ်ကကောင်းတယ်เนาะဂျီရိုနာကလက်ရှိကန်ခဲ့တဲ့နောက်ဆုံးဝေဝင်ခုနှစ်ပွဲဆက်တောင် ဘိုဒင်းနူစ်ကိုဖြစ်ထားတယ်ဆိုတော့နှလုံးတရားရှုံးရကျွန်တော်တင်ဒီပွဲကဂျီရိုနာကိုရနိုင်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဘီဘာအိုလိုအင်ကွန်းမှာတေးကန်နေဗျဒီဆက်တာဗီကိုအင်ကွန်းမှာတေးကန်နေဘာစီလိုနာကိုအင်ကွန်းမှာ2-1နဲ့ဒါချင်းမြောင်းတော့ရလနဲ့ကြီးအောင်ကန်နိုင်ခဲ့တယ်ဒါပေမဲ့အမားလုတ်တဲ့အနေထားတွေကဒီဂရာဖေးကို2-1နဲ့ရှုံးတာလို့နော်ဒီဆိုစီတက်ကို3-2နဲ့ရှုံးတာလို့အိုစာဆူနာကိုရှုံးတာဒီလိုမျိုးအနေထားလေးတွေတော့ရှိတယ်ဆိုတော့ပြောချင်တာကလက်ရှိအနေအထားရနေမယ်ဆိုရင်တော့ဒီဘွဲကဂျီရိုနာကြိုက်တယ်ဂိုးပေါ်ကြိုက်တယ်အဲဒီအကြောင်းလေးတွေကဝန်ထမ်းကြီးများတယ်เนาะဒါကြောင့်ဒီဘွဲလေးတော့ကျွန်တော် ဂျီရိုနာပေါ်လီလေးပဲပါပါလိကြိုက်ပါတယ်။ဟုတ်ပြီပါနောက်တစ်ပွဲကဗလန်စီယာနဲ့ဆီဗီလာပွဲပါတယ်။မပြောသေးရရှိတာကဆီဗီလာအဓိကတိုက်စင်မှုရိုမဲအိုမပါဘူး။နောက်သူတို့ရဲ့အဓိကကွင်းလှည်တွေရောနောက်အရန်တိုက်စင်မှုလည်းမပါဘူးနော်။ ဂျွမ်မန်ဂျီလည်းမပါဘူးတောင်မန်ကစားသမား2ယောက်မပါတဲ့အနေထားမှာဆန်ချက်နဲ့နောက်ဘဲတပွေရှိတယ်ဗျာနံပါတ်မိတ်နေပြီအဲ့တော့အိုင်ဘဲနဲ့ပွေနေကအဲ့လောက်ကြီးအလုံးမဖြစ်နေဘူးအဲ့တော့လက်ရှိတစ်ဖက်ကအသင်းကဗလန်စီယာရဲ့နော်ဒီရသည့်အင်ဂွင်းဖောင်အန်ဒါ2.5ကန်ဆယ်သားပေးပြီးကန်တာရီယယ်ဘတ်တာ1-1ပဲပြီးခဲ့တဲ့အနေထားမျိုးမှာဆဗီလာရဲ့တိုက်ဆက်ပျောက်ပုံမျိုးနဲ့ကတိတ်တော့ကိုးရမယ်အနေထားမှာမရှိနိုင်ဘူးဒါကြောင့်လဲ level 80ရှုံးမှာနှလုံး60ရှုံးနဲ့ပေးထားခြင်းဖြစ်ပါတယ်ဆိုတော့ကိုပေါင်းကြီးအရန်ပျော့တယ်ဒီဗလန်စီယာရဲ့လက်ရှိ body ကြီးကိုကြည့်ရရင်တော့အနေငယ်လေးပြင်းတဲ့ဘက်တော့ရောက်တယ် တော့နောက်ဆုံးပွဲမှာလဗန်ဒီအသင်းကို level 10ရှုံးပေးတယ်ဝမ်းစီနဲ့နိုင်ခဲ့တာဖြစ်တဲ့အတွက်လက်ရှိဆီဗီလာကိုပေးတဲ့ level 80ဟာဗလန်စီယာကြီးပြင်းနေဗျတို့ပေမဲ့ဗလန်စီယာအနေနဲ့ဒီရသည့်အိမ်ခွန်းမှာ OVD ကိုရှုံးထားတယ်နော်လုံး90ပေါင်းမှာ1 2နဲ့ရှုံးထားတဲ့ရလက်ကြောင့် body တော့မနေသင့်ဘူးလို့ယူဆတယ်ဆီဗီလာဘယ်ပွဲလာလာဖွင့်ကန်နေတာနော် over 2.5နောက်ဆုံး9ပွဲဆက်ဖြစ်ထားတယ်ဆိုတော့အဝေးကွင်း၅ပွဲဆက်နော် over 2.5ဖြစ်ထားတယ်ဒီထဲမှာအက်စပန်ညောကိုတောင်မှ2-1နဲ့ရှုံးတယ်ဆိုစီတက်ကို2-1အက်ဒရီကိုမက်ကို3-0 ဆိုတော့ဒီလိုမျိုးအနေအထားဖြစ်တာကြောင့်ကြီးအရာကြီးမယ်ဆိုရင်လည်း80ရှုံးမှာနှလုံး60ရှုံးအရာကျွန်တော်တို့9ယောက်ပဲကြိုက်ပါတယ်ဗလန်စီယာ9ယောက်ဖြစ်ပါတယ်နောက်တစ်ပွဲကအက်စပန်ညိုနဲ့ဗလက်ကာနိုဆိုတော့ဒီမှာကဗလက်ကာနို အတင်းဒီအနေနဲ့ဒီဒီ Espanyol အင်ကွင်းမှာလည်းပဲ30ပေးခံထားတယ်နှလုံး40ရှုံးနဲ့ပြန်ကားထားတယ်မနေ့ကပေးခဲ့တဲ့ Espanyol အင်ကွင်းကြီးက Deje 2-1နဲ့ Espanyol နိုင်ခဲ့တာဖြစ်ပါတယ် Espanyol ကလက်ရှိအနေအထားမှာဒီရသည့်အင်ကွင်းလေးမဆိုးဘူးရှုံးဝဲနှစ်ပွဲပဲအဲရှုံးဝဲနှစ်ပွဲပဲရှိတယ် Betis နဲ့ Villarreal ဂျန်နာရီကတည်နေအနိုင်ပဲဖြစ်တာလေဒီမှာ Tigolo အသင်းကို2-1နဲ့ဒီရသည့်နိုင်ထားတာမိုက်တယ်နောက်ဆုံးပွဲမှာ Sevilla ကို2-1နဲ့နိုင်ထားတယ်ဆိုတော့ Espanyol အင်ကွင်းကအရန်ကောင်းတယ် ဒါကိုတောင်တစ်ဖက်ကအတင်ဗလဂါနိုဟာနော်ခြေစွမ်းကြနေတယ်နောက်ဆုံးပြန်ပေါ်တဲ့၅ပွဲဇက်9ပွဲပျောက်ထားတဲ့အတင်ဒီလိုမျိုးအတင်ကိုပေးတဲ့ဂျီက level 30ဆိုတော့ဒီဂျီကပျော့တယ်လို့ပဲကျွန်တော်တို့ပြောမှာဖြစ်ပါတယ်ဗလဂါနိုကလက်ရှိခြေစွမ်းကောင်းလို့ဒီလိုမျိုးဂျီပေးတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပေမဲ့လက်ရှိအဲအစပန်ယိုအနေနဲ့ level 30မှာနှလုံး30ရုံးဆိုတဲ့အနေထားအရာ ဗလကန်နိုကလည်းလက်ရှိအဝေးဝင်ကြည့်လိုက်ရင်ဖွင့်စောတဲ့အသင်း over 2.5အများစုတွေ့ရတဲ့အသင်းအက်စပန်ယူကလည်းဒီဟာဒီအင်ကောမှာ over 2.5အများစုတွေ့ရတဲ့အသင်းဒီလိုမျိုးနှစ်သင်းထိုက်တဲ့တွေ့ဆုံမှာနှလုံး40ရှုံးပေးတာတဲ့အတွက်ကျွန်တော်ဒီပွဲလေးဒီဗလကန်နိုဘော်ဒီသို့မဟုတ်6ရောက်ထဲရပဲဝင်မယ်လို့ယူဆပါတယ်ကြိုက်တာတော့6ရောက်လေးပူကြိုက်ပါတယ်โอเคပါဆိုတော့နောက်ဆုံးပွဲကတော့ The Real Madrid နဲ့ Celta Vigo ပွဲပါနှလုံး80ပေါင်း3လုံး60ရှုံးနဲ့ပြန်ကားထားပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့နောက်ဆုံးထိုက်တဲ့တွေ့ဆုံမှာပြီးခဲ့တဲ့ရာသီကเนาะဒီ တလုံးတရာရှုံးအထိနော်ပေးပြီးတော့ Real Madrid က3-2နဲ့ကျွန်တော်ကြီးကြထားခြင်းဖြစ်ပါတယ်။အဲ့တော့မနစ်ကတလုံးတရာရှုံးပေးတာကြောင့်အခုပြီးတဲ့ဒါနှလုံး80ပေါင်းကနည်းနည်းလေးတော့ပြင်းတယ်လေပဲ30လောက်တော့ပြင်းတယ်ဒါပေမဲ့အရန်ကြီးပြင်းနေတဲ့အနေအထားမျိုးတော့မဟုတ်ဘူး Real Madrid ကလောလောဆယ်မှာ Bilbao ကို3-0နဲ့နိုင်လာတယ်ဒါပေမဲ့တိတ်တော့စိတ်ချလို့မရသေးဘူး Girona ကို1-1နဲ့တည်ပဲရတယ် Elche ကိုတည်ရတယ် Valencia ကိုတည်ရတယ်ဒီရလက်လေးတော့အနေငယ်ကြောက်စရာရှိတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်က Celta Vigo အသင်းက အလောက်ကြီးအဆင်မပြေနေဘူးလက်ရှိမှာเนาะအဓိကတိုက်စစ်ပိုင်းနဲ့အားနေနေတယ်လို့ခန်းစစ်ကလည်းအဆင်မပြေနေဘူးနောက်ဆုံးပွဲမှာ Espanyol ကို0-1နဲ့အင်္ဂလိပ်မှာရှုံးထားတယ်အလာဘတ်ကို0-1နဲ့နဲ့ Barcelona ကို2-4နဲ့ဖွင့်ကန်တယ်အဲ့တော့အဝေးဝင်းပြန်ကြည့်ရရင် Celta Vigo ဒီရာသီကန်ခဲ့တဲ့အသင်းတွေကအရင်ကြီးအစိတ်ရှိတဲ့အသင်းမျိုးတွေတော့တိတ်တော့မပါဘူးဗျအဲ့တော့ Celta Vigo ကတော့တခုချီတာဟာဒီရာသီအဝေးဝင်းကန်ခဲ့တဲ့6ပွဲမှာ9ပွဲ ်ပိုတင်လူစကိုဖြစ်ထားတယ်နောက်ဆုံးပွဲပဲ Z1 ဖြစ်ထားတယ်ဒါပေမဲ့သူနဲ့ကန်တဲ့အသင်းတွေကအရင်ကြီးတိုက်ဆက်ကောင်းလာပါကြီးရဲ့ဆိုတဲ့အသင်းတွေတော့မပါဘူးဒီလိုမျိုးအသင်းတွေကိုတော့ Sevilla ကပွင့်နေတဲ့အနေအထားမျိုးမှာ Real Madrid နော် Mbappe ဂိုးမြူးနေတဲ့အနေအထားအရာဒီပွဲကတော့၃လုံး50ရှုံးပေးထားတာကြောင့်ဂိုးပေါ်လေးကတော့ပိုတန်မယ်လို့ကျွန်တော်ယူဆတယ်ဗျကြောက်စရာ2-1နဲ့3-0နှစ်ပေါက်ပဲရှိတယ် 2-2ဖြစ်နိုင်တယ်3-2ဖြစ်နိုင်တယ်3-1ဖြစ်နိုင်တယ်4-0ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်ဒီပွဲလေးတော့ Real Madrid ကိုဘောပဲကြိုက်ပါတယ်နော် Real Madrid ကိုဘောဖြစ်ပါတယ်โอเคပါဒါဆိုတော့ La Liga လေးပွဲပြီးပါပြီဆိုတော့ကျွန်တော် Bundesliga လေးဆက်သွားပါမယ် Bundesliga မှာကျွန်တော် Dortmund တပွဲပဲကြိုက်တယ် Dortmund နဲ့ Hoffenheim Dortmund ဘက်ကတလုံး40ပေါင်းပေးပြီးတော့တလုံး60ပေါင်းပေးထားတယ်တလုံး90ပေါင်းဝင်ရောမှာတလုံး60ပေါင်းဆိုကြဲကဒေါမွန်အနေနဲ့နှစ်ခုပြတ်ဖို့ခက်ခဲမဲ့ body ဝင်ရိုးဖြစ်တယ်လို့ဟော်ဖိုင်ကိုးရမဲ့ ဒီကိုမောင်ကြီးမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ရဲ့ဟတ်တူရရထိုက်တဲ့ဆိုမှုကပြီးခဲ့တဲ့ရာသီမှာတွေ့ခဲ့တွေ့ခဲ့တဲ့အနေထားမှာတော့မောင်အင်ဝင်တလုံးတရာရှုံးပေးခဲ့တယ်ဝမ်းဝမ်းနဲ့ပွဲပြီးခဲ့တယ်ဆိုတော့လက်ရှိပြီးတဲ့ကြီးကလုံး90ပေါင်းဆိုတော့မနစ်ကထက်အများကြီးကြီးပြော့နေတာတွေ့ရပါတယ်ဘော်ဒီကြီးကတော်တော်ကိုတော့360ပေါင်း360ရှုံးကိုမောင်ကြီးဖြစ်တဲ့အတွက်ဟော်ဖိုင်းတေချာပေါက်ကိုရမယ့်အနေထားမျိုးဖြစ်နေတယ်ဆိုတော့ဒီပွဲလဲကျွန်တော်2-1တပေါက်ကြောက်စရာရှိတယ်တော့မောင်ကလက်ရှိအနေထားမှာလီဗာပူးဆန်အင်ကွန်းမှာ1-2နဲ့နောက်ဆုံးပိုတက်တီကမှာနိုင်ပြီးတော့ ပလာပွဲရောက်တဲ့အခါမှာအိမ်ကိုအိမ်ခွင်မှာဇီးဝန်နဲ့ပြန်ရှုံသွားတယ်အဲ့တော့ရှေ့မှာဗီလာရီယယ်လိုအသင်းကို၄ဘူးရက်နဲ့နိုင်တဲ့ချီစွမ်းဟာတော့မအိမ်ခွင်တကယ်ကောင်းပါတယ်ဒါပေမဲ့စတုဂတ်အသင်းကိုတလုံး90ပေါင်းမှာတော့3 3နဲ့ပွဲပြီးခဲ့တာကြေးကျခဲ့တာတွေ့ရတယ်အဲ့တော့ဒီစတုဂတ်ကြီးတလုံး90ပေါင်းဝင်ရိုးအတိုင်းနဲ့အခုပေးထားတယ်ဗျာနော်အဲ့တော့နည်းနည်းလေးဘော်ဒီကအနေအနေငယ်အနေငယ်များတယ်ဟမ်ဘာဂါအသင်းကိုဝိုင်းဝိုင်းနဲ့တည်ကြထားတယ်နော်အဲ့တော့ တော့မနာပိုင်းပွဲလေးတွေကခြေစွမ်းမတည်ငြိမ်တာလေးတွေစတင်ခံစားလာရတယ်ပေါ့အဲ့တော့တစ်ဖက်ကအသင်းရဲ့ဟော်ဖိုင်ဟင်းဒီဟာဒီမထင်မှန်ထားရလောက်အောင်တိုက်စစ်ပိုင်းပိုကောင်းနေတဲ့အနေထားတွေ့ရတယ်။ live set လို့အသင်းကို၃ခုတကူနဲ့ရှင်ကျုံးထားပါတယ်။နော်ဒဲကြီးမှာနောက်ဆုံးပွဲ Osberg ကို3-0နဲ့ပွဲပြီးကြတယ်ဆိုတော့ရှင်းပါတယ်ဒီပွဲကနော်2-2ရောက်နိုင်တယ်ဆိုတော့3-1ရောက်နိုင်တယ်2-3လိုမျိုးရလည်းဒီဖြစ်ပေါ်နိုင်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ goal ပဲကြိုက်ပါတယ်။ Dortmund goal ဖြစ်ပါတယ်။ဒါဆိုတော့ဒါ ပွန်လီကပြီးပါပြီအဲ့တော့ဒီနေ့လီကူကတော့ကျွန်တော်မကြိုက်ဘူးဗျမနေ့ကကျွန်တော်လန်စလီရွေးချယ်ခဲ့တာအဆင်ပြေတယ်ဗောလေအဲ့တော့ကျွန်တော်ဘွန်လီက2လေးမှာစိတ်ဝင်စားတဲ့ပွဲလေးရှိတယ်အဲ့ဒါကအစောပွဲမှာနောက်나이ဝန်နေကန်တော့မှာအဲ့ဒါဟာတာဘာလင်ပွဲလေးပါဒီပွဲလေးမဆိုးဘူးဗျအဲ့တော့လက်ရှိလည်းလူစင်းကတော်တော်လေးအဆင်ပြေတယ်အဲ့တော့ဟာတာဘာလင်ဟာလက်ရှိလုံး90ပေါင်ပေးထားတယ်3လုံး30ရှုံးနဲ့ပြန်ကထားတယ်ဟာတာဘာလင်လည်းလက်ရှိအဆင့်ခုနှစ်မှာရက်တည်နေတယ်26မှတ်ရရှိထားတယ်ဒီနေ့နိုင်နာနဲ့29မှတ်နဲ့ကိုးกว่าချာချက်ပေါ်မူတည်ပြီးတော့အဆင့်3ရောက်မလား4ရောက်မလား ဒါဆုံးဖြတ်ရမှာဖြစ်ပါတယ်။တပတ်ကမန်ဒီဘက်အသင်းဟာမနစ်ကအဆင်ပြေပေမဲ့ဒီရာသီမှာတန်းဆင်းဆုံးအောက်ဆုံးအသင်းဖြစ်နေတယ်။အဆင်၁၈မှာရမယ့်ဆင်မပဲရသေးတဲ့အသင်းဖြစ်ပါတယ်။အဲ့တော့လောလောဆယ်အရမနစ်ကပေးခဲ့တဲ့ဂျီယူကြီးရရင်ဟာတာဘာလင်အင်ကွင်းမှာဟာတာဘာလင်အသင်းဟာအင်ကွင်းမှာ level 50ရှုံးပေးခဲ့ပါတယ်မနစ်က11နဲ့ပွဲပြီးပါတယ်။ရှေ့တစ်နှစ်2024ခုနှစ်မှာ level 50 level 50ရှုံးဝင်ထပ်ပြီးတယ်။3-2နဲ့ကျွန်တော်တို့ပွဲပြီးခဲ့တာဖြစ်ပါတယ်။ဆိုတော့ဘလိုဖြစ်အခုပေးတဲ့တလုံး50ပေါင်းဟာမနစ်ကထက် level တရာ ကွာနေတဲ့အနေထားမှာဂျေးအရန်ပြင်းလုံးနေလို့ယူဆပါတယ်။ဒါပေမဲ့ဒီဂျေးကဒီဟာဒီပေးခဲ့တဲ့ဂျေးတွေနဲ့ရှင်တော့အရန်ကြီးပြင်းတဲ့ဂျေးတော့မဟုတ်ဘူး။လက်ရှိဟာသာပါလင်ခြေစွမ်းအရန်ကောင်းနေတယ်နော်။ဒီထဲမှာဒီအပေါ်ကအသင်းတွေကိုင်ဆာလူတန်အသင်းတို့အဗဘတ်အသင်းတို့ဒီလိုမျိုးအသင်းတွေကိုတော့နိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဂျေးအရပြန်ရှင်ကြည့်ရရင်ဟာကွယ်လေးတစ်ချက်ပဲကျွန်တော်သွားတွေ့တယ်။ဘာလဲဆိုတော့ဒီ Dynamo Dresden လို့အသင်းကိုဒါတလုံး90ပေါင်ပေးတယ်။ Intra Brownwich အသင်းကိုနောက်ဆုံးပွဲမှာတလုံးတည်ပေးတယ်ဗျ။ အဲ့တော့ဟိုးအောက်ဆုံးကမန်ဒီဘက်အသင်းကိုဘာလို့တလုံးသိရမပေးရလဲကျွန်တော်အဲ့တစ်ချက်စဉ်းစားလို့မရဘူးဖြစ်နေတယ်ဆိုတော့အင်ဝဲဒီယာဒီရှုံးတာကလက်ရှိပတာဘွန်အသင်းเนาะအဆင့်၄အသင်းကိုရှုံးတာတယ်နောက်အဗဘအသင်းအဆင့်၂ကအသင်းကိုရှုံးတာတယ်ကျန်တာအဆင့်ပြီးတယ်ဆိုတော့လက်ရှိအနေအထားအရဒီကြီးတစ်ချက်သေးပဲကျွန်တော်စဉ်းစားလေရရှိတယ်မန်ဒီဘက်ဒီယာဒီအဝေးကစုတ်ပြတ်တက်နေတဲ့အသင်းเนาะအဲ့တော့ဒီထဲမှာတော့တခုရှိတာကကြေးအရာရှင်ကြည့်ရမယ်ဆိုရင်လက်ရှိဟန်နိုဗာ အိမ်ခွင်းမှာဟန်နိုဗာလည်းပဲ50ရုံပဲပေးခဲ့တာ3-1နဲ့ပွဲပြီးတယ်ဟန်နိုဗာအဆင့်5ရောက်နေတဲ့အသင်းဖြစ်ပါတယ်နောက်အသင်းကြီးတဲ့ဘယ်သူရှိမလဲဆိုတော့ဒမ်ဆက်အသင်းဒမ်ဆက်ကလက်ရှိအနေအထားမှာအဆင့်3အသင်းတလုံး50ပေါင်းပေးခဲ့တယ်ဇီးဇီးနဲ့ပွဲပြီးခဲ့တာတွေ့ရတယ်ဒါအပြင်းဆုံးကြီးတွေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးကြီးတွေနဲ့ရှင်မယ်ဆိုရင်တော့လက်ရှိပေးတဲ့ကြီးကနားလည်းပေးလို့ရတယ်ပေးတဲ့နဲ့ကြီးတို့ကျွန်တော်သတ်မှတ်လို့ရတယ်ဒါပေမဲ့တလုံး50ပေါင်းမှာ၃လုံး30ရှုံးဆိုတဲ့ကိုပေါင်းကြီးကြောင့်မန်ဒီဘတ်ဟာ900ရမယ်အနေအထားဖြစ်နေတယ်ဖြစ်နိုင်လားဆိုတော့လက်ရှိနောက်ဆုံးအဝေးဝင်း ငါးဘက်ကိုကြီးကြီးလိုက်မန်ဒီဘက်ကလေးဘက်ကိုမရထားဘူးပြဒါကိုဘလို့ဖြစ်လို့เนาะဒီကြီးကတခုခုတော့မှားနေတယ်ဂုံအောင်ကြီးလားဘော်ဒီကြီးလားသူတို့ထောင်ချောက်တခုခုတော့ဆင်းထားတယ်ဆိုတော့ကျွန်တော်ကဒီဘက်ကြီးထက်ဆိုင်เนาะဘယ်ဘက်ကပဲစဉ်းစားစဉ်းစားကျွန်တော်ခြေစွမ်းနောက်လိုက်ပါတယ်ဟာတာပါလင်ဖြစ်ပါတယ်ဟာတာပါလင်ဘော်ဒီလေးအောင်မယ်လို့တော့ယူဆပါတယ်เนาะဒလုံး90ပေါင်းပါโอเคပါဒါတော့ဒါဘွန်ဒလီကတူပါပွဲပေါ့နော်နောက်တစ်ပွဲကကျွန်တော်ဒိမတ်လီတွေရွှေ့ထားတယ်အဲ့ဒါကမစ်ဂျလန်နဲ့ကျွန်တော်ဒါဗိုက်ဘော့ပွဲပါဗိုက်ဘော့အိမ်ခွဲမှာမစ်ဂျလန်နဲ့ကန်မှာဖြစ်ပါတယ်เนาะအဲ့ဒါအဲ့ဒီပွဲက ကျွန်တော်တို့ဒါ9နှစ်ကြီးဝဲမှာကံမှာဖြစ်ပါတယ်เนาะနောက်နောက်တနာကြီးပဲနေတော့ကံမှာဖြစ်ပါတယ်အဲ့တော့လက်ရှိအနေထားမှာတလုံး30ပေါင်အဝေးဝန်းနေပေးတယ်3လုံးတည်ရေနဲ့ကာထားခြင်းဖြစ်ပါတယ်အဲ့တော့တလုံးတည်ရေ3လုံးတည်ရေဝင်ရိုးမှာ အိမ်ဝင်းအနေနဲ့စဉ်းစားရင်ဇုံပေါ်မယ်အဝေးဝင်းအနေနဲ့စဉ်းစားရင်ဘော်ဒီကပိုကောင်းတဲ့အနေထားမှာရှိပါတယ်ဒီနှစ်သက်ရဲ့နောက်ဆုံးထိတိုက်တွေ့ဆုံမှုကမနစ်ကဒီဒီ2025ကုလပိုင်းပြီးခဲ့တဲ့အတုတ်ကမှပထမကြော်တွေ့ပြီးတာအဲတော့ကအိမ်ဝင်းမှာမေဂျလန်ပြီးခဲ့တဲ့ကြီးကတလုံး90ပေါင်းဖြစ်ပါတယ်အိမ်ဝင်းမှာတော့တလုံး90ပေါင်းတူးစီးနဲ့အောင်ခဲ့တဲ့အနေထားမှာအဝေးဝင်းကိုတလုံးတည်ဆိုတော့တော်တော်ကြီးပြင်းပါတယ်နော်မေဂျလန်ကြီးကတော်တော်ပြင်းပါတယ် Viber အိမ်ဝင်းတမိုင်းတစ်ချက်ဒီမှာနော်တစ်ချက်မှာမေဂျလန်အဝေးဝင်းကနေပြီးတဲ့ကြီးတွေထဲမှာ ဝေးဝန်းမှာအကြီးအပြင်းဆုံးကတော့တလုံး90ပေါင်2008ခုနှစ်ကပဲပေးခဲ့တာဖြစ်ပါတယ်။နှစ်ကြိမ်ပေးတယ်တစ်ကြိမ်အောင်တဲ့01တစ်ကြိမ်က11နဲ့ပွဲပြီးတယ်။ဒါအကြီးအပြင်းဆုံးပဲတလုံးတည်တစ်ခါမှမပေးမပေးဘူး။အဲ့တော့2000ဒီ8နောက်ပိုင်းတောက်လျှောက်မှာအကြီးအပြင်းဆုံးကတော့ level တရားရှုံးတစ်ကြိမ်ပဲပေးဘူးလေ။2 3နဲ့အောင်တယ်ဆိုတော့ရှင်းပါတယ်တလုံးတေကြီးကတော်တော်ကြီးပြင်းနေပါတယ် Viber ဟာလက်ရှိမှာနောက်ဆုံး၅ဘွဲ့ဆက် ကြီးအောင်ထားတယ် over 2.5ဖြစ်ထားတယ်ဒါပေမဲ့သူကန်တဲ့အသင်းတွေကအောက်ပိုင်းတန်းဆင်ဆုံးတာအသင်းတွေဖြစ်တာတတိထားမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာလက်ရှိကိုဘဟေဂင်နဲ့เนาะဒီလက်ရှိတကယ်အစင်တန်းရှိတဲ့အသင်းကကိုဘဟေဂင်နဲ့ရှင်လို့ရတယ်ကိုဘဟေဂင်တလုံးတည်ပေးတယ်2 3နဲ့ J draw ဖြစ်ခဲ့တာတွေ့ရပါတယ်အဲ့တော့နောက်တစ်ချက်ကမေဂျယ်လန်လက်ရှိတိုက်စစ်ပိုင်းအရန်ကောင်းနေတယ်နော်ဂျယ်လန်ဘွဲမှာကျွန်တော်ပြီးခဲ့တဲ့ဘွဲမှာမေဂျယ်လန်ဘော်ဒီ အောင်ခဲ့တယ်5-1နဲ့ရှေ့မှာလဲ6-1 6-0နဲ့သူတို့ဒိမ်းမဲ့လီမှာအဆင်ပြေတယ်အဲ့တော့နောက်ဆုံးရှုံးပွဲကတော့ဒီဆွန်ချက်အသင်းကိုဒါ2-1နဲ့တော့ရှုံးထားတယ်ဗောလေအဲ့တော့လက်ရှိဒီနေ့ပွဲမှာမေဇလန်သာနိုင်ငံရဲ့တော့အပေါ်ကအဟက်အသင်းကိုကျော်ပြီးတော့အဆင့်1နဲ့ဥဆောင်နိုင်မှာဖြစ်ပါတယ်လက်ရှိကတော့အဆင့်2မှာ35မှတ်နဲ့ရပ်တည်နေတယ်အပေါ်ကအဟက်က38မှတ်ကိုဘယ်ဟီကင်က28မှတ်ဖိုင်ဘောကတော့23မှတ်နဲ့အဆင့်9မှာဆိုတော့ဒီနေ့နိုင်မယ်လို့တော့ကျွန်တော်ယူဆပါတယ်ခြေစွမ်းရောဂျီရောဖက်ဖက်ကအဆင်ပြေနေတဲ့အတွက် မေဂျန်လန်ဘော်ဒီလေးတော်တော်လေးမိုက်ပါတယ်။ Okay ပါဒါပါပဲဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲလေးတွေကလည်းဒီထဲရပဲကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်။ Okay ဆိုတော့ဒီနေ့သုံးသက်ချက်လေးပြီးပြီဆိုတော့ကျွန်တော်ရွေးချယ်မှုလေးတွေပြောပြမှာဖြစ်ပါတယ်နော်။အသေးလေးတမလေးတော်တစ်လောက်ကြည့်တော့နှိပ်ပေးကြပါအောင်ညီကိုတွေကြည့်တမရိုက်တင်ပါရပြ။အဲ့တော့ဒီနေ့9ရက်12လ2025ရက်ရွေးချယ်ထားတဲ့နေ့မှာကျွန်တော်တို့ဒီနေ့ပွဲမှာဘယ်ပွဲလေးချပင်ကောင်းလဲဆိုတော့ကျွန်တော်နှစ်စာပွဲလေးဒီနေ့ချပေးလိုက်ပါမယ်เนาะအဲ့တော့နှစ်စာပွဲလေးကတော့ကျွန်တော်ဒီနေ့မမမနေမှာလဲကျွန်တော်နှစ်စာပွဲလေးတစ်ပွဲပဲရှိပါတယ်အဲ့ဒါကတော့အဲ့လိ မေဂျယ်လန်လေးပဲဖြစ်ပါတယ်เนาะမေဂျယ်လန်ဘော်ဒီ2စတာပွဲဖြစ်ပါတယ်ဒိမတ်လီကာပါโอเคပါဆိုတော့ကျွန်တော်မောင်းထဲမှာကျွန်တော်မောင်း1လေးချပေးပါမယ်မောင်း1ထဲမှာကျွန်တော်တို့အဲမောင်း1လေးချမယ်မောင်း1လေးချပေးမယ်เนาะမောင်း1ထဲမှာကျွန်တော်တို့ပဲလစ်9ဟောက်ဂျီရိုနာဘော်ဒီဗလန်စီယာ9ဟောက်နဲ့ဟာတာမာလင်ဘော်ဒီဖြစ်ပါတယ်ပြန်ပြောပေးပါမယ်မောင်းနေထဲမှာပဲလစ်9ဟောက်ဂျီရိုနာဘော်ဒီဗလန်စီယာ9ဟောက်နဲ့ဟာတာမာလင်ဘော်ဒီเนาะဖြစ်ပါတယ်ဟာတာမာလင်ကတော့ဂျာမနီဘွန်ဒလီကာ2ဟောက်ဖြစ်ပါတယ် โอเคပါအဲ့တော့ကျွန်တော် international ဒီ wine spot sorry ညီကိုတွေအတွက်ကျွန်တော် software ကောင်းလေးတွေလည်းပြောပြပါမယ်အဲ့ဒါတော့ Magellan 2x double chance မိုက်ပါတယ် set 18 1x double chance မိုက်ပါတယ် Hertha Berlin 1x double chance မိုက်တယ် Real Madrid 1x double chance Roma 2x double chance နဲ့ Brighton individual over 1.5 total goal လေးကြိုက်ပါတယ်โอเคပါဒါဆိုတော့ဒီနေ့သုံးသချက်လေးပြပါပြီကျွန်တော် Telegram မှာတော့ဒီဟို international software ကောင်းလေးတွေကျွန်တော်အခုပြီးတော့ တင်ပေးထားမှာဖြစ်ပါတယ်။ Okay ပါဆိုတော့အသေးလေးလက်မလေးတက်ဆက်လုပ်ကြည့်ပြီးတော့နေပေးကြအောင်ကြည့်ကြရေးကျေးဇူးများကြီးတင်ပါတယ်ဗျ။ဆိုတော့ဒီနေ့ live stream လေးကိုကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတင်တဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျ။မင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ။